ထွမင်းလောက်ကိုအမောက်ဒေးထားတဲ့ time 5ဆရာကြီးတန်လုံကိုလည်းကစားခြေသွားနိုင်မလားထွမင်းအောင်ပရိသတ်အောင်မင်းလာများ MKC ကနေပြန်လဲဆိုလိုက်ပါရင်ဝမ်ချမ်ပီယံရှစ်ကတော့ထွမင်းအောင်ကိုဆောင်ပွဲအကြီးကြီးဆက်လိုက်ပြန်ပြီဖြစ်ပါရင်ဒီတစ်ခေါက်ဆောင်ပွဲပွဲကထွမင်းအောင်အတွက်ခက်ခဲကြမ်းတမ်းတဲ့ဆောင်ပွဲမျိုးဖြစ်ပါရင်လွယ်ကူနေမှာတော့လုံအောင်မဟုတ်ပါဘူးထွမင်းအောင်ဟာလာမယ့်အော်တိုဘာ18ရက်နေ့မှာကျင်းပပြုလုပ်သွားမယ်ဝမ်လုံမင်း129မှာ time 5ပြင်ကြီးတန်လုံနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါရင်အသက်33နှစ်ပဲတန်လုံဟာ Wing Fighter 2ဖြစ်ပြီးပညာနဲ့သဘာဝပိုင်းမှာထွမင်းအောင်ထက်အများကြီးတာသူပါ1 championship အနေနဲ့ထွမင်းအောင်ကိုဘူတီနုနုအမွေးများတက်ဖို့ကြိုးစားလာလာတော့ထင်ရပါရင် ဝိုင်းချန်ပီယံရှစ်နဲ့ပတ်သက်လာရင်မြန်မာပရိသတ်တွေပြောနေကြစကားတခုရှိပါတယ်အဲ့ဒါကတော့မြန်မာကစားသမားတွေကိုအမြင့်မြတ်တက်နိုင်အောင်ရိုက်ချတယ်ဆိုတာပါဒီစကားကတကယ်များဖြစ်နေသလားတော့မပြောချင်တော့ပါဘူးဝိုင်းချန်ပီယံရှစ်နေနဲ့များတော့များနေပြီလို့ဆရာမဖြစ်ပါရင်တွင်းနေထက်တုန်းကလည်းနိုင်ဝဲဆက်နေလို့ဝိုင်းကစကဝင်ကစားသမားချန်ပီယံများစုရှင်ဆိုင်ရင်နဲ့ပေးတွေ့ခဲ့ပါတယ်ဘရနီကာကိုလည်းသူမကျန်းကျင်တဲ့နယ်ပယ်မှာကေဘောင်စင်ကဏဝင်နဲ့ပေးကစားတယ်အခုလည်းထွန်းမင်းအောင်ကိုတိုင်းဖိုင်ကဏဝင်တန်တုန်ထဲမှာပေးတွေ့လိုက်တာဖြစ်ပါတယ်တန်တုန်ဆိုတာကတိုင်းဖိုင်မှာထင်တိုင်းချိန်ခဲ့တဲ့ကစားသမားဖြစ်ပြီးပရမအချီမာရင်ဗန်မက်တွေကိုပွဲပေါင်းများစွာလဲထိုးခဲ့တဲ့အလဲထိုးပင်ကြီးတစ်ယောက်ဖြစ်ပါတယ်ဝိုင်းချန်ပီယံရှစ်မှာ၃ပွဲထိုးတဲ့ပွဲနိုင်တဲ့ပွဲရှုံးတဲ့ပွဲပြတ်ထားပါပြီ ယ်သူအနေထားကမင်းနယ်လို့ဆရာမဖြစ်ပါရင်တန်တုံကိုထွန်မင်းအောင်အနေနဲ့ရန်ကျွေးလဲဆက်ဆရာရှိပါရင်သူကိုထွန်မင်းလန်းအတွက်ဖြစ်ပါရင်2022ခုနှစ်တော့ထွန်မင်းလန်းဟာ time 5မှာတန်တုံနဲ့ရင်ဆိုင်ခဲ့ရပူပြီးအလဲထုံးနဲ့ရှုံနေကြတာဖြစ်ပါရင်တန်တုံကအဆိုပါအချိန်တုန်းက prime time ကိုရောက်နေတာပေါ့ထွန်မင်းလန်းကို ACT လို့ခေတာပါတန်တုံကထွန်လုံးမင်းလုံးလုံးနဲ့မှအတွေ့အကြုံချင်းဝါချင်းကအတော်လေးတူလောက်သွားကြမှာပါအသက်33နှစ်ပဲတန်တုံကမွေတိုင်းပွဲပေါင်းရာနဲ့ချီကစားထားပြီးအလဲထုံးနိုင်ဝဲများစွာရထားသူဖြစ်ပါရင် time 5မှာ champion ချင်းချင်းဖြစ်ခဲ့ပြီးစံချင်းဒီတိုင်းပွဲရရှိခဲ့သူဟာထွန်မင်းအောင်အတွက်လဲကူမာတော့လုံအောင်မဟုတ်ပါဘူးတန်တုံအမေမှာ fighter တွေတင်ရန်တိုင်းအောင်ကိုလည်းပထမအချိန်မှာရင် လည်းထိုးထားသူဖြစ်ပါရင်ထွန်းမြောင်ကဝမ်ချန်ပီယံရှစ်မှာပွဲတွေတစ်ခုနဲ့တစ်ခုရဲ့ကြားမှာအတော်ချားနေပါရင်စစရောက်ချင်းတော့ကနိုင်တယ်လဲရှုံးတယ်လဲဖြစ်နေလို့ပါ အသက်ကလည်းစကောနေဆိုတော့ထွမင်းအောင်မှာတင်းဦးစရာတွေအများကြီးကျန်နေပါသေးတယ်။ထွမင်းအောင်ကအန်တီလာစီဆာဟာရီနောက်ပိုင်းဝမ်းမှာတဝဲတဝဲရောက်ဖို့တော်တော်လေးကြာပါတယ်။နောက်ဆုံးဘက်မှာတော့ Time Fighter ချက်ဘက်ကိုရှော့နေထားသူဖြစ်ပါတယ်။ထွမင်းအောင်အနေနဲ့တန်တုံကိုထွမင်းလန်အတွက်လက်စားချနိုင်မလားစောင့်ကြည့်ရမှာဖြစ်ပါတယ်။ထွမင်းအောင်အနေနဲ့ဒီပွဲကိုသာရှော့ရင်ဝမ်းမှာပွဲထွက်ဝေးသွားနိုင်လို့ဂီယိုဆိုင်ဖို့တော်လိုအပ်ပါတယ်။ထွမင်းအောင်ကပြင်းရင်းပွဲတွေမှာလက်ပြန်သွေးထားပြီးတိုးတက်လာတာလည်းတွေ့ရပါတယ်။ထွမင်းအောင်ကတဲ့ရက်ကလည်းငယ်သေးတာကြောင့်ပညာတော်ပိုင်းမှာအတွေ့အကြုံလုပ်နေတာဖြစ်ပါတယ်။ဝမ်းရဲ့လက်ရှိဆဲကျော်အသက်ကျင်းဝင်နေဖြစ်ကြတဲ့ Joan Gasali တို့ Joan Estupinan တို့လိုအကြမ်းရမ်းမဆွနိုင်သေးပါဘူး။တွေ့ရတဲ့အချိန်ကလည်းမြင်းတဲ့အတွက်ဝ ေကက်ကျွမ်းကျင်တဲ့နိုင်ငံခြားသားဖိုက်တာကောင်းတွေများပါတယ်။ဝေလာဝေတန်းဆိုရင်တော့နိုင်ငံခြားသားဖိုက်တာကောင်းတွေများတဲ့ဝေတန်းဖြစ်ပါတယ်။ထို့မြောက်ပါတွေတွေ့တက်လာမလဲဆိုတာကတော့ဆောက်လက်ဆောက်ကြည့်ရမှာပဲဖြစ်ပါတယ်။